မကလေအဲသူသားတဲ့မင်္ဂလာဆောင်ပြင်ရမယ်တဲ့ငါနဲ့လိုက်ခဲ့တယ်ဆိုတော့အဲ့ရကိုယ်တဲ့နင်အားလားဆိုအေးအားတယ်ပေါ့ဆိုကိုကလိုက်သွားတာဟိုလည်းရောက်ရောက်ကော surprise ဖြစ်သွားတော့ဟဲ့နမ်းမူလေးဖြစ်နေတာသူတို့ကဟိုကရိုးသမီးကိုမပြောဘူးလေဘယ်သူနဲ့ရလဲမပြောကိုကလည်းအော်အေးကိုအာငါရဲ့တူပဲလေငါလိုက်ပြင်ပေးလိုက်မယ်လေဆိုပြီးတော့ပုံစံမျိုးနဲ့လိုက်သွားလိုက်တာဟိုရောက်တော့မှနမ်းမူလေးမှန်သိရတာ ချက်ကျွတဲ့ဟင်းညာလေးတွေကဘယ်လိုမျိုးလေးခံစားမလဲအဲအရန်ကောင်းတာအရန်ကောင်းတာငါပြည့်ဆိုလဲပြည့်နှစ်ပြီးတော့လေသူတကယ်ဘလော့ရိုက်ထားတဲ့အထက်ရအတိုင်းပဲတို့စရာတွေဆိုတော့လေကိုမြင်ဘူးတဲ့တို့စရာတွေရောမြင်ဘူးတဲ့တို့စရာတွေရောသုံးစီနာဥွာရှေဘကွာရှေဘရှေဘပိုက်ဆက်ဆန်နေဆွဲတော့မယ်သမင်းစာမစားကျွန်တော်ဦးသမင်းသိဟိုစာအစားပြက်ပြီးဆိုရှင်သူ့ဘလော့ကြည့်လိုက်တာပဲကျန်တာဘာမှမဟုတ်တော့မှအဲငါပြည့်ရနေငါယုတ်သီးမှုန့်နဲ့တို့စရာတွေနဲ့စားနေတာအားပါရအောင်အားကြည့်ပြီးတော့စားကြင်တာ ခင်းဆိုလေလေသူကိုယ်တိုင်ချက်ချက်တာပြုတ်တာစာစီသက်တာမှစာရိုက်ပြတော့လေစားကျင်တဲ့ဟာအဲ့လိုမျိုးဘဲသားတို့ငါးတို့ပဇွန်တို့တို့ဆိုလေလက်လက်ဆက်ဆက်သူတော့ရွာဆိုတော့လေအဲ့လိုမျိုးစားရတယ်အေးဟိုအဲ့ကလေးရတယ်ဆိုတာလေခူရက်ကမှအဲလိုင်းပေါ်မှာပုံလေးတက်လာလို့လေအဲ့ပြင်ပြီးသေးကွာသူနဲ့မတွေ့တော့မင်္ဂလာဆောင်ပြင်ပြီးသေးကွာခလေးလေးမွေးလာတော့ခလေးလေးရချစ်စရာလေးမျက်နှာလေးဖောင်ဖောင်အီလေးနဲ့အမ်မင်းခလေးလေးယောက်ျားလေးလာတော့မသိဘူးလှမ်းလည်းမမေးရသေးဘူးအခုတည်းက ကိုကကိုလုံနဲ့ကိုဆိုတော့သူတို့စီလည်းဖုံးမဆက်ဖြစ်သေးဘူးပေါ့နော် ိုင်းဆန်ယေရနာမှာရွှေချမ်းအဲအဲ့တုန်းကလေအမကလေအဲသူသားတဲ့မင်္ဂလာဆောင်ပြင်ရမယ်တဲ့ငါနဲ့လိုက်ခဲ့တယ်ဆိုတော့အဲ့ရကူတဲ့နင်အားလာဆိုအေးအားတဲ့ပေါ်ဆိုကိုကလိုက်သွားတာကိုလည်းရောက်ရောက်ကော surprise ဖြစ်သွားတော့အဲနမ်းမူလေးဖြစ်နေတာကိုကလည်းသူ့အရင်နှောင်းနေရ crazy လေသူချက်တဲ့ဟာလေးတွေသူလှေလေးလှော်ပြီးစားပြတဲ့ဟာလေးတွေအားလေးအရန်စားကျင်တာ အတူရင်ရောက်တော့ तू ကလူတွေသေးမရှိဘူးအကုန်ချက်ပြုတ်ထားတာအဲ့ဟို तू လိုင်းပေါ်မှာရိုက်တင်ထားတဲ့အတိုင်းလေးအရန်စားလို့ကောင်းတာသားမိမိသားစုလေးကဖော်လဲဖော်ယူတယ်အေးလေးအေးချမ်းတယ်သူတို့မိသားစုလေးပေါ့နော်နေထိုင်စားတောက်ကလေးတွေပျော်ဖို့လဲကောင်းတယ်ခရီးရန်လို့ဆောင်းတော့လေညာပိုင်းဆိုတချင်းလေးတွေနဲ့ဖျားတချင်းလေးတွေဆိုပို့ပြီးအောင်ပျော်ဖို့ကောင်းတယ်အဲ့တော့ဒါပေါ့ဒီတွေ့ွားတဲ့အချိန်မှာဒါကလည်းအံ့ဩမိသွားလားအေးအံ့ဩသွားတာပေါ့သူတို့ကဟိုကရိုးသမီးကိုမပြောဘူးလေဘယ်သူနဲ့ရလဲမပြောကိုကလည်းအော်အေးကို အဲငားရဲ့တူပဲလေငားလိုက်ပြင်ပေးလိုက်မယ်လေဆိုပြီးတော့ပုံစံမျိုးနဲ့လိုက်သွားရတာကိုရောက်တော့မှနမ်းမှုလေးမှန်သိရတာတိတော်တဲ့အချိန်မှာဘယ်လိုလေးကန်စားမှုလဲအဲကိုကြိုက်တဲ့အိုက်တော်ဖြစ်တော့ပျော်သွားတာပေါ့နော်အဲသူ့အိမ်မှာသူချက်ပြုတ်ထားတာတွေကလည်းကိုစားကျင်တဲ့ဟာလေးတွေပဲငပိရာမှာအစပဇွန်တုတ်ကြီးတွေခဏန်းကြီးတွေဝတားဟင်းကြတာအကုန်အစုံလင်းပေါ့နော်လောက်ထားတာသူ့မိသားစုတွေကလည်းအကုန်ဖော်ယူပါတယ်မိသားစုအကုန်လုံးမောင်နှမတွေအကုန်လုံးသဘောကောင်းကြတယ်အေးဟိုအိုက်ကလေးရတယ်ဆိုတာလည်းဟိုရက်ကမှ အဲလိုင်းပေါ်မှာပုံလေးတက်လာလို့လေအဲ့ပြင်ပြီးသေးကွာသူနဲ့မတွေ့တော့မင်္ဂလာဆောင်ပြင်ပြီးသေးကွာခလေးလေးမွေးလာတော့ခလေးလေးကချစ်စရာလေးမျက်နှာလေးကဖောင်းဖောင်းအီလေးနဲ့အမ်မင်းခလေးလေးယောက်ျားလေးလာတော့မသိဘူးလှမ်းလည်းမမေးရသေးဘူးအခုတည်းကကိုကကိုလုံနဲ့ကိုဆိုတော့သူတို့ရှိလဲဖုံးမဆက်ဖြစ်သေးဘူးပေါ့နော်ဟုတ်ကဲ့ပါဒါပေမဲ့သူချက်ကျတဲ့ဟင်းလေးလေးတွေကဘယ်လိုမျိုးလေးခံစားမလဲအဲအရန်ကောင်းတာအရန်ကောင်းတာငပိဆိုလဲပြည့်နှစ်ပြီးတော့လေသူတကယ်ဘလော့ရိုက်ထားတဲ့အထက်ကအတိုင်းပဲတို့စရာလေးဆိုတော့လဲကိုမမြင်ဘူးတဲ့တို့စရာလေးရောမြင်ဘူးတဲ့တို့စရာလေးရောဆုံးစီနာအင်း ရန်စားလို့ကောင်းလားအဲ့ဒါတော့ဒါဒီသူတို့မိသားစုကလည်းနော်နည်းနည်းဖော်လဲဖော်ယူတယ်ဖော်ယူတယ်ဖော်ယူတယ်ခရင်နေဆိုတော့လေပွင့်လင်းနေအဲအစားတောက်ဆိုလဲဟိုဖော်ဖော်ရရလောက်ပြီးတော့ special ကိုကျွေးတာအဲ့ခန္ဓာနေရာမှာလဲ down seat လို့ပေါ့နော် အဆင်ပြေအကုန်လုံးမြို့ကလာတဲ့ဧည့်သည်ဆိုတော့အကုန်လုံးစီစဉ်တကြအကုန်စီရင်ပြီးတဲ့ကိုသွားတဲတဲ့အိမ်မှာလည်းအဲအဲတဲတဲ့နေရာမှာလည်းအဲ့လိုဧကန်းနေရာသပွဲကုန်ပေါ်မှာဆိုကော်ဖီမင်းတကြလုံးမုတ်ပလင်းနေပလင်းနေပလင်းနေနဲ့ကုန်ထည့်ပေးထားတာကော်ဖီမင်းထုတ်သေးဆိုလည်းအဲ့လိုအတွဲလိုက်ချပေးထားတာအကုန်အဆင်သင့်စားသရုံပဲပေါ့နော်အဲ့လိုမျိုးလေးလုပ်ပေးထားတာထမင်းစာမစားကြတော့ထမင်းသိပ်ဟိုစာအစားပြက်ပြီဆိုရင်သူ့ဘလော့ကြည့်လိုက်တာပဲကျန်တာဘာမှမဟုတ်တော့မှအင်ငပိရေနဲ့ငရုတ်သီးမှုန့်နဲ့တို့စရာရင်းနဲ့စားနေတာအားပါရအောင်အားကြည့်ပြီးတော့စားကြတာ ခင်းဆိုလဲလေသူကိုယ်တိုင်ချက်ချက်တာပြုတ်တာစာစီသက်တာမှစာရိုက်ပြတော့လေစားကျင်တဲ့ဟာအဲ့လိုမျိုးဘဲသားတို့ငါးတို့ပဇွန်တို့တို့ဆိုလဲလက်လက်ဆက်ဆက်သူတော့ရွာဆိုတော့လေအဲ့လိုမျိုးစားရတယ်အမတ်တရားလို့လည်းပြောလို့ရတယ်တော်တော်မှတင်လိုက်တဲ့အခါမှလည်းပေါ့နော်တချို့ကကိုကတင်ကျင်သောအားနဲ့ကိုယ်ဖုန်းလေးနဲ့ရိုက်ထားတဲ့ပုံလေးပဲတင်လိုက်တာပေါ့နော်တင်လိုက်တော့အမတ်တို့ရုပ်ကြီးကအရင်တုန်းကပုံမှန်လှသေးတယ်ပိုရင့်သွားတယ်လို့ရုပ်ကတရေရုပ်ဖြစ်နေတယ်လို့အမျိုးမျိုးတွေပြောခံရတာပေါ့နော်အဲ့အဲ့ ိုကမင်္ဂလာဆောင်အဲ့လိုရိုက်တဲ့ဟိုပရီဝယ်ရိုက်တဲ့ပုံလေးတွေကိုပြင်ထားတဲ့ဟာတွေတကယ်တပုံဆရာနဲ့ရိုက်ပြီးတော့သူတို့ပို့လိုက်တဲ့ဟာတွေတင်လိုက်တော့မှအကုန်လုံးကအမလီလှတယ်ရုပ်ပါပြောင်းသွားတယ်ချက်ချင်းချက်ချင်းတော့အဲ့လိုမျိုးတွေဖြစ်ကုန်တာဆိုတော့အော်အေးအေးပေါ့ကိုလည်းဘာမှမပြောတော့ပါဘူး။ဘာမှဘေကေလေးတင်လိုက်တော့ပြောခံလိုက်ရတယ်။ဟုတ်ပြောခံလိုက်ရတယ်။ဟုတ် အဲ့ဒါဆိုလို့ရှိရင်ကြတော့အခုဒါသူရိုက်ပြီးတဲ့လူကလည်းအရန်တော်လာလေပါလာတဲ့အချက်ကလည်းဟဲ့ကိုဓာလေးငါ့ကိုဖုန်းနဲ့ရိုက်ပြီးပါဆိုကြမ်းမြင့်နေရိုက်လဲအပေါ်ရိုက်လဲကြမ်းမြင့်ကြည့်တဲ့လူတွေကဟဲ့ဘာကြည့်လို့ကြည့်မှမသိဘူးမူးနောက်နေလဲဆိုတာတမျိုးကဲအဲ့လိုမျိုးတွေဖြစ်ကုန်တာဟုတ်ဒါတူလေးကိုလည်းတင်းတင်းသောအကြည့်တော့ကိုလည်းအာဝန်တာနဲ့ဟဲ့နမ်မှုလေးပြင်ရတယ်ပေါ့ဆိုပြီးတင်းတင်းသောအနဲ့တင်လိုက်တာကိုဖုန်းနဲ့ရိုက်ထားတဲ့ဟာသူရိုက်ပြီးတဲ့လူကမရိုက်တဲ့ရိုက်တဲ့နဲ့ရိုက်ထားတော့အဆင်မပြေဘူးဖြစ်တော့ ပြောခံရတာလေအဲ့လိုမျိုးသူလေးနဲ့နားမလေးရနေမွေးတဲ့ဒါကိုမီးလေးလို့ပြောရပါဘောဟုတ်ကဲ့မီးလေးရပြီဆိုတော့ဒါသူတို့တော့သူလေးရောစုမကောင်းလေးတောင်းမွေးတာဆိုတော့အဲသူတို့နားမှုလေးနဲ့အဲထင်ကျော်စစ်နေပေါ့နော်ဒီမှန်တဆုံပေါင်းသိနိုင်ပါစေမွေးလာတဲ့ကလေးတွေကလည်းအာကူအားထားတဲ့သားသမီးတွေဖြစ်ပါစေလို့ဆုတောင်းလိုက်ပါတယ်ဒီအား